بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسول الله وعلى آله وصحبه أجمعين اللهم صل على محمد وعلى آل محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد اللهم بارك على محمد وعلى آل محمد كما باركت على إبراهيم وعلى آل إبراهيم إنك حميد مجيد ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار اللهم إنا نسألك علما نافعا وعملا صالحا ورزقا حلالا طيبا اللهم آمين يا رب العالمين أما بعد أتولي ذاتك يري أبرو ميباميان مانما مرمام يكميا السلام عليكم ورحمة الله وبركاته الحمد لله အလ်ဟမ်ဒူလ illah ရဗ်ဘီလ်အာလမီန်ဥဇာကျွန်တော်တို့ကြည်ချင်းမိမတော်မူတော်အလ္လာဟုရှင်မြေအယယာအလုံးတို့ကိုဖန်ဆင်းမွေးမြူကျွေးမွေးစောင့်ရှောက်စီမံခန့်ခွဲထိန်းချုပ်ကိုကဲစိုးပိုင်တော်မူတော်တေးစီရှင်စီတော်မူတော်တပါးလီတော်ရှင်အလ်ဣဘာဒတ်တူခါဝကုကံမူခံတဲ့တော်မူတော်တပါးလီတော်အလ္လာဟုရှင်မြေအချင်းမွန်ထောပနာကျေးဇူးပြုခြင်းကိုယူဆပါရင်အလ်ဟမ်ဒူလ illah အလ်ဟမ်ဒူလ illah ရဗ်ဘီလ်အာလမီန် ဤအရှင်မေဤမဟာကိဝနာရောဤအရှင်မေဤကျေးဇူးတော်ချင်းမင်တော်ရွေးချယ်တော်မူခြင်းကြောင့်ကျွန်တော်တို့တဖန်ပြန်လည်ပြီးတော့အလ်ဟမ်ဒူလီလာဆုံးသွေးခွင့်ရကြပြန်ပြီးအလ္လာဟုရှင်မေတာသနာတော်အစ္စလာမ်တာသနာတော်ရဲ့ဒုတိယမှန်နဲ့ဖြစ်တော်ဟာဒီစ်ကိုကျွန်တော်တို့လေ့လာတော့မှာဖြစ်ပါတယ်တမန်တော်မြတ်ဆလ္လာလဟူအလัยဟီဝဆလမကမင်္ဂလာဟာဒီတော်တပုတ်မှာကျွန်တော်တို့ကိုဤကဲတော်မင်ကြားတော်မူထားပါတယ် قال الرسول صلى الله عليه وسلم من يريد الله به خيرا يفقهه في الدين الله شمد دي لدو ديو أدوى ايه كونجو قو لشير مبسلوشين شمد قطو دوغو إسلام دادنا رو اتبينا إسلام دادنا رو قو ناله تيشي ناله رو اتبينا قو شمد ومرير الحمد لله الحمد لله رب العالمين ီတို့ကြောင့်အစ္စလာမ်တာနာတော်ပညာရဲ့တင်ယူလေ့လာခြင်းစီးပူးခြင်းဒီအလ္လာဟ်ရှိမက်ကကျွန်တော်ပုံမှာချင်းမြင်တော်မူထားတော်ရေတွက်လို့ကျွန်တော်တို့ရေတွက်လို့မကုန်ခန့်တော့အလ္လာဟ်ရှိမက်ကကျွန်တော်ပုံမှာချင်းမြင်တော်မူထားတဲ့စီးစိန်တော်များအနေမှာကြီးမာတော်စီးစိန်တော်များအနေမှာတစ်ခုဖြစ်တယ်အလ်ဟမ်ဒူလီလာအဲ့တော့ဒီနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာတော့မယ်ဟာဒီသ်ကျမ်းကတော့မီအတူဟာဒီသ်လီလ်ဟိဇ်ကျမ်းမှန်ဟာဒီသ်တော်တရားလို့မိရတော့ဟာဒီသ်ကျမ်း ဒုတိယတွဲရဲ့ဒီနေ့ကျွန်တော်လေ့လာမှာကဟာဒီသ်တော်နံပါတ်89မြောက်ပေါ့နော်ဟာဒီသ်တော်နံပါတ်89မြောက်ဖြစ်ပါတယ်ဒီဟာဒီသ်တော်မှာတမန်တော်မြတ်ဆလ္လာဟူအလัยဟီဝါဆလမ်ကကျွန်တော်တို့ကိုဗာအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဗာပြမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကိုရှောင်ကျင်ဖို့မာတန်းတော်မူထားတယ်လေဆိုလို့ရှိရင်အခြားတော်သူရဲ့ ်ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးဖြစ်စေအခြားသောသူရဲ့ကုန်တိတ်ခါနဲ့ပတ်သက်ပြီးဖြစ်စေအခြားသောသူရဲ့ကိုယ်ခန္ဓာနဲ့ပတ်သက်လို့ဖြစ်စေမတရားတဖြင့်ညှဉ်းပန်းနှိပ်စက်ခြင်းမပြုဖို့မတရားညှဉ်းပန်းနှိပ်စက်ခြင်းကိုဓမ္မနမေကတားမြစ်တော်မူထားတယ်ဟာဒီသ်တော်ဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီဟာဒီသ်တော်ကိုစတင်ပြီးတော့မကြက်မှန်မီမလမလေးလာမီ အလင်းကျွန်တော်တို့ဟာဒီသ်တော်ကိုလေ့လာရခြင်းရဲ့ရည်ရွယ်ချက်ဟာဒီသ်တော်ကို လေ့လာရခြင်းအကြီးအရေးကြီးပုံနဲ့ပတ်သက်ပြီးကျွန်တော်တို့သိရှိနိုင်ဖို့ရာကုရ်အန်ကျမ်းတော်မြေထဲမှာဆူရာတုန်နဂျီမီခြေတာယာကဏ္ဍပေါ့နော်ကျွန်တော်တို့ကဏ္ဍနံပါတ်53မြောက်ကုရ်အန်ကျမ်းတော်မြေထဲမှာဆူရာတုလ်ဖာတီဟာတီအဖွင့်ကဏ္ဍကနံပါတ်1နောက်ဆုံးကဏ္ဍကဆူရတ်ုန်နစ်လူဒါမြာကဏ္ဍပေါ့နော်134အကုရ်အန်ကျမ်းတော်မြတ်ထဲမှာကဏ္ဍပေါင်း 134ကန္နာရှိပါတယ်အဲ့ဒီကန္နာပေါင်း134အနှစ်မှာအာကျွန်တော်တို့စူရတုနဂျီမီပေါ့နော်ဂျေတာယာကန္နာဂျေတာကန္တာယာကန္နာကန္နာနံပါတ်53ဂျေတာယာကန္နာတို့ခေါ်ဆိုရခြင်းဒီဒီစူရဒီကန္နာရဲ့အစမှာဘောရှမေကာ والنجم إذا هوى ထွက်ပေါ်ပြီးပြန်လဲပျောက်ကွယ်သွားတော့ကျေတာရာဖြင့်အလ္လာဟ်ရှိမကတက်တေထူတော်မူပြီးမိန်ကြားတော်မူထားသည့်အတွက်ဆူရတုနတ်ဂျီမီလိုခေါ်ရဆူရခြင်းဖြစ်ပါလေဝလ္လာဟူအိုင်လမ်အဲ့တော့ဒီကာနမှာစัจ java လာအားလုံးအဖန်စင်းခံမြအားလုံး အရာရာအလုံးတို့ကိုဖန်ဆင်းမွေးမြူကျွေးမွေးစောင့်ရှောက်စီမံခန့်ခွဲထိန်းချုပ်ကုကဲစိုးပိုင်တော်မူသောတေစီရှင်စီတော်မူသောတပါတိတော်အရှင်ခါဘူကုကွယ်မှုကိုခံတိုက်တော်မူသောတပါတိတော်အလ္လာဟ်ရှိမေကဒီကာဏမှာဆူရတုနတ်ဂျီမီကျေတာယာကာဏကာဏနံပါတ်53မှာအထူးသဖြင့်ကျွန်တော်တို့အမိန့်တော်34မှာအလ္လာဟ်ရှိမေက တမန်တော်မြတ်ကြီးမုဟမ္မဒွန်ဆလလာဟူအလัยဟီဝဆလမ်မနဲ့ပတ်သက်ပြီးတော့ထောက်ခံမိန့်ကြားတော်မူထားတယ်အမိန့်တော်သုံးပါဆိုလို့ရှိရင်အလ္လာဟ်ရှမေကဤကဲလို့ကျွန်တော်တို့ကိုမိန့်ကြားတော်မူထားပါတယ် أعوذ بالله من الشيطان الرجيم وما ينطق عن الهوى وما ينطق عن الهوى سنسي تري سنسي تري تو سورك محمد صلى الله عليه وسلم أقول نون شنبيرة تري الهوى سيلو سنابي بروما စကားပြောခြင်းမရှိဘူးအလ္လာဟ်ရှိမေကုရ်အန်တိုင်းထောက်ခံတော်မူနေတယ်အင်ဟူဝါအင်လာဝါဟယူယူဟာသူပြောတဲ့စကားတိုင်းနေတဲ့သူထံတို့ပို့ချခြင်းခံတော်ခံရတော့ဝါဟယူန်အလ္လာဟ်ရှိမေအမိန်တော်ဖြစ်တယ်ဝါဟယူန်ဆိုတာကအလ္လာဟ်ရှိမေကဂျီဘရီလ်အလัยဟီဆလမ်အားဆေလို့တော်မူပြီးကောင်းကင်ကမှဂျီဘရီလ်အလัยဟီဆလမ်ကိုဆေလို့တော်မူပြီးတော့အလ္လာဟ်ရှိမေဒီကဘာမီမြို့မှာရှိခဲ့တော့ တမန်တော်အတီးတီးထံတို့ပူချစီခဲ့တော့အလ္လာဟ်ရှမေအမိန်တော်ကိုဝါဟယွန်းလို့ခေါ်တယ်။အဲ့တော့ဒီအမိန်တော်မှာအတီလင်းအလ္လာဟ်ရှမေကအာတမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမ်ကဘယ်တော့မှစိတ်လိုဆန္ဒဖြင့်ဟလာနာအူဇူဘီလာထင်ရစကားမပြောဘူးထင်ရမင်းရစကားမပြောဘူးတမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမ်ပြောကြတော့စကားတိုင်းဒီအလ္လာဟ်ရှမေအမိန်တော်ဖြစ်ကြောင်းအတီလင်းဤကဲ့သို့ထောက်ခံမိန်ကြတော်မူထားတယ် ီလိုကြောင့်ဟာဒီတော်ကိုမယုံကြည်ခြင်းသည်ကုရ်အန်ကကျမ်းတော်မြတ်ကိုညင်းပယ်နေတာပဲအော်လရှ်မဲအမိန့်တော်ကိုညင်းပယ်နေတာပဲအဲ့တော့ကုရ်အန်ကျမ်းတော်မြတ်ကိုညင်းပယ်လို့အော်လရှ်မဲအမိန့်တော်ကိုညင်းပယ်လို့ဘယ်လိုလူဖြစ်မလဲနောက်ဆိုပြီးလာမွတ်စလင်မုအမင်ဖြစ်ပါအောင်မလားကျွန်တော်တို့သင်ရှားစွာသိရှိနာလည်နိုင်တယ်မြင်နိုင်တယ်နော်အဲ့တော့အရေးကြီးတဲ့ဟာဒီတော်ကိုယုံကြည်ဖို့လေးလားစီဘူးလိုက်နာကျင့်တော့ဘူးဒီလိုကြောင့်ကျွန်တော်တို့ကဟာဒီတော့ကိုတိလာခြင်းဖြစ်တယ်အဲ့တော့ကောင်းပြီကျွန်တော်တို့ရဲ့ဒီနေ့ ဟာဒီသ်အမဇင်80ခုကိုဥစွာတုံးကျင်တော့ကကျွန်တော်တို့ဖတ်ယူကြမှာကြရအောင်ဘစ်မီလာဟီရာဟ်မန်နီရာဟီမ عن ابي موسى الاشعري رضي الله عنه قال قال رسول الله صلى الله عليه وسلم إن الله ليملي للظالم حتى إذا أخذه لم يفلته ثم قرأ وكذلك أخذ ربك إذا أخذ القرى وهي ظالمة إن أخذه أليم شديد متفق عليه تريا عن أبي موسى رضي الله عنه قال قال رسول الله صلى الله عليه وسلم إن الله لا يملي للظالمين حتى إذا أخذه لم يفلته ثم قرأ وكذلك أخذ ربك إذا أخذ القرى وهي ظالمة إن أخذه أليم شديد متفق عليه تدي أجي عن أبي موسى رضي الله عنه قال قال رسول الله صلى الله عليه وسلم إن الله ليملي للظالم حتى إذا أخذه لم يفلته ثم قرأ صلى الله عليه وسلم وكذلك اخذ ربك اذا اخذ القرى وهي ظالمه ان اخذه اليم شديد متفق عليه الحمد لله جنور دي حديث ومي دي حديث دي بيكو جي جاي اونو عن سرقة ما دزين سمين كيري بنو أبي موسى الأشعري أبو موسى الأشعري رضي الله عنه قا سمين كيري أبو موسى أبا موسى أبي موسى أدو بنو واجا فوزي بوما مودي بلو أبا أبو أبي لو تنتوي أزين بشري أبو موسى الأشعري رضي الله عنه قاسم بيوجا قال قال رسول الله صلى الله عليه وسلم တမန်တော်မြတ်ဆလလာဟူအလัยဟီဝဆလမ်မင်ကြုံမူခဲ့တဲ့အင်နလာဟာလယုမ်လီလဇာလီမီစင်စစ်အလ္လာဟူရှင်မြတ်ဒီတဲ့မတရားကျူးလွန်တော်သူကိုတန်ခတ်အရေးယူတော်မူခြင်းမပြုဘဲဆိုင်းငံ့တော်မူတာ रे မတရားတဖြင့်ပြုလုပ်တော်သူအခြားတော်သူများကိုမတရားတဖြင့်ပြုလုပ်တာ အခြားတော်သူရဲ့အုပ်စာပစ္စည်းနဲ့ကိုပဲမတရားယူသည်ဖြစ်စေအခြားတော်သူရဲ့ကုန်တိတ်ခါကိုထိပါသည်ဖြစ်စေအဲ့တော့မတရားပြုမှုတဲ့ပြုမှုတဲ့ဒီပြစ်မှုမှာအကြီးအမားဆုံးကတော့အရှိရကိုဘီလာအလ္လာဟ်ရှ်မင်အာတူပါနိုင်ရှင်ချင်းဖြစ်တယ်နော်ဒါကိုကျွန်တော်တို့ဘယ်လိုသိရှိရလဲဆိုလို့ရှိရင်ဆူရတ်အလ်လူကမန်ဆူရတ်အလ်လူကမန်ကနနံပါတ်33မြောက်ပေါ့နော်လူကမန်အလ်ဟကီမ်ကနာမာ အညာမျောမြင်ရှိတော်ပုဂ္ဂိုလ်ဘောနောလုကမန်အမိန်တော်73မှာအလ္လာဟ်ရှမေကဒီလုကမန်အလ်ဟကီမ်ကတူရဲ့တားကိုဆုံးမတဲ့စကားများနဲ့ပတ်သက်ပြီးတော့အလ္လာဟ်ရှမေကမိန်ကြတော်မူထားတယ်လုကမန်ကတူရဲ့တားကိုပြောတယ်ဆုံးမတူတွင်တင်နေပေါ့နော်ဟောဟူဝါယအီဇူဟူယာဘူနိုင်ယာအိုချစ်တားလေးလာတူရှရီကဘီလာ အလ္လာဟူရှင်မင်းအာမိတိအရာနဲ့မှတူပါနိုင်ရှင်ချင်းမပြုနဲ့အလ္လာဟ်ရှင်မင်းအာတူပါနိုင်ရှင်ကိုယ်ကိုယ်ချင်းမလုံနဲ့အလ္လာဟ်ရှင်မင်းတပါးဒီကိုပဲခါကိုယ်ကိုယ်မှုပြုအင်းနာရှိရ်ကလာဇุลမွန်အဇီမ်စင်စစ်အလ္လာဟူရှင်မင်းအာတစုံတရာဖြင့်တူပါနိုင်ရှင်တော်အရှိရ်ကိုပြိမှုဒီလာဇุลမွန်အဇီမ်ကြီးမာရောမတရားမှုဖြစ်တယ်အင်းနာရှိရ်ကလာဇุลမွန်အဇီမ် စင်စစ်အလ္လာဟ်ဟူရှင်မင်းအားတစုံတရာဖြင့်တူပါနိုင်ရှင်မှုပြုခြင်းသည်ကြီးမာသောမတရားမှုဖြစ်တယ်ဒီလိုကြောင့်ဒီကဲ့သို့တော့နော်အလ္လာဟ်ရှင်မင်းအားတစုံတရာဖြင့်တူပါနိုင်ရှင်သောမတရားမှုကျူးလွန်တော်သူဒါကအကြီးမားဆုံးပြစ်မှုတို့မဟုတ်အခြားသောလူများရဲ့ဥစ္စာပစ္စည်းနေပတ်သက်၍ဖြစ်စေမတရားယူခြင်းပေါ့နော် တို့မဟုတ်ခြားတော်လူရဲ့ဂုံတိတ်ခါနဲ့ပတ်သက်ပြီးတော့တို့မဟုတ်ခြားတော်လူရဲ့ခန္ဓာကိုယ်ကိုဟလာရိုက်ပုတ်တက်ပြက်ခြင်းဖြင့်နာဥစုပြီလားအနိုင်ကျင့်ဖြင့်ဖြစ်အတရားပြုလုပ်ခြင်းဖြစ်စေအဲ့ဒီလိုလူကိုအလ္လာဟ်ရှိမေကအရေးယူတော်မူခြင်းမရှိသေးပဲဆိုင်းငံ့တော်မူထားတယ်နော်အဲ့တော့အဲ့ဒီမတရားပြုမှုတော်သူကကို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 ငြိမ်းချမ်းတာယာလာပြီပေါ့နော်ကို ခန္ဓာကိုယ်ကလည်းကျန်းမာတယ်စားနေကြရလည်းရှိတယ်ကိုယ်ကလောရှမက်ကအပြည့်မယူတော့ဘူးဆိုပြီးတော့မထင်မှတ်လေနဲ့မတရားပြုမှုဒေါတူကလောရှမက်ကဆိုင်ကံတော်မူထားခြင်းဖြစ်တယ်။ဘာကြောင့်လဲ?နောင်တမလွန်ကီယာမတ်နေ့မှာ ပြစ်ဒဏ်ပို့ပြီးတော့ပြင်းထန်နေ။တို့မို့ဒီလောကီမာတင်ကိုအလောရှမက်ကနောင်တမလွန်ရဲ့ပြစ်ဒဏ်မတိုက်မီလောကီမာလေလောကီဘဝမာတင်ကိုအလောရှမက်ကပြစ်မှုပေးတော်မူလိမ့်မယ်။အဲ့တော့ဒီဟာဒီတော်မှာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်က အင်နလောဟလယုမ်လီလီဇာလီမီစင်စစ်အလ္လာဟ်ရှိမဲ့ဒီတဲ့စင်စစ်အလ္လာဟ်အရှင်မြတ်ဒီမတရားပြုတော်သူကိုဆိုင်းငံ့တော်မူထားတယ်ဟတ်တာနောက်ဆုံးမှာတဲ့အီဇာအခါသာဟုအလ္လာဟ်ရှိမဲ့ကအဲ့ဒီမတရားညင်ပန်းနှိပ်စက်တော်သူကိုပြစ်ဒဏ်အီဇာအခါသာဟုပြစ်ဒဏ်ခတ်တော်မူပြီဆိုလို့ရှိရင်လမ်ယူဖလစ်တူသူကို လွမြောက်စေတော်မူမှာမဟုတ်ဘူးဆိုပြီးတော့တမန်တော်မြတ်ဆလ္လာဟူအလัยဟီဝါဆလမ်ကကျွန်တော်တို့ကိုမတရားတစ်ဖြင့်မပြုဖို့မတရားညှဉ်းပန်းနှိပ်စက်ခြင်းမပြုဖို့ဒီကဲတို့ကျွန်တော်တို့ကိုတတိပေးတားမြစ်တော်မူခဲ့တယ်ထို့နောက်တမန်တော်မြတ်ကဤကဲတို့မိန့်ကြားတော်မူပြီးတဲ့နောက်မှာကုရ်အန်ကျမ်းတော်မြတ်မှာမိန့်တော်တစ်ပိုက်ကိုဆူရတူဟူဒ်မိန့်တော်၁၀၀နဲ့နှစ်ကိုတမန်တော်မြတ်ဆလ္လာဟူအလัยဟီဝါဆလမ်ကဖတ်ယူတော်မူတယ် وكذلك أخذ ربك إذا أخذ القرى وهي ظالمة إن أخذه أليم شديد تكيرو بير او تمانو محمد صلى الله عليه وسلم الله شيء ما قال الله شيء أمين رغو سان جنو دوميا الله شيء تمانو ميا كم يوم جينين بي ما تيامو چولون دي دوري قال الله شيء ما تنكا أيدو ဖြစ်စီတော်မူခဲ့တကယ်လို့ပဲအခြားမိတိမြို့ရွာတွင်နေထိုင်တဲ့မိသူမဆိုအလ္လာဟ်ရှိမဲ့ကိုယုံကြည်ခြင်းမရှိဘူးအလ္လာဟ်ရှိမဲ့အမိန်တော်ကိုဖီဆန်းမယ်အလ္လာဟ်ရှိမဲ့တမန်တော်များကိုညင်းပယ်မယ်ဆိုလို့ရှိရင်ရှင်လေအလ္လာဟ်ရှိမဲ့ကထိုသူတို့ကိုအေးအေးယူတန်ခတ်တော်မူမှာဖြစ်တယ်အင်နာအခဇဟူအလီမွန်ရှာဒီဒ်စင်စစ်အလ္လာဟ်ရှိမဲ့ရတန်ခတ်အေးတော်မူအေးယူတော်မူခြင်းဒီအလွန်တရာပင်းထန်နာကျင်တယ်ဆိုပြီးတော့အလ္လာဟ်ရှိမဲ့က ီကဲတော့မင်းကြတော်မူတာကိုတမန်နမေကဖတ်ယူတယ်အဲ့တော့ဒီဟာဒီတော်ဒီမန်ကန်တော့ဟာဒီတော်တပုတ်ဖြစ်တယ်မုတ္တဖကွန်အလัยဟီဘူခါရီဂျန်နဲ့မွတ်စလင်ဂျန်တို့မင်းထဲမှာအဒီဒီဆင်ပြန်ထားကြပါတယ်ဒီတော့ကြောင့်ကျွန်တော်တို့ကိုအလ္လာရှ်မက်ကအလ္လာရှ်မက်ကအလွန်ညာမှာကျင်နာညာတာတော်မူလို့အရှင်ဖြစ်တယ်။အဲ့တော့အလ္လာရှ်မက်ကကျွန်တော်တို့ပြည့်မှုကျွလွန် နေပါလိ့သူတို့ပြင်လူလူချင်းရဲ့ဝတ္တရားနဲ့ပတ်သက်ပြီးတော့အမာယွန်းစွာပေါင်ကြော်တာနော်မတရားတပြင်ပြုတ်လို့တာကိုအလ္လာဟ်ရှိမကညာတာကျင်နာတော်မူထားပါလိ့အဲ့ဒီညာတာကျင်နာတော်မူခြင်းကိုမိမိကိုမိမိဟလာဒီအလ္လာဟ်ရှိမကကျွန်တော်တို့ကိုအတောဘတ်တူအီလာလာမူမင်ဖြစ်မယ်ဆိုလို့ရှိရင်အလ္လာဟ်ရှိမထံတော်တို့အမာဝင်ချတောင်းပန်ဖို့အလ္လာဟ်ရှိမကအချိန်ဆန်းငံ့ပေးတော်မူထားတဲ့ ကာဖီမူရှိရီဖြစ်မယ်ဆိုလို့ရှိရင်မယုံကြည်လို့အလ္လာဟ်ရှမေအတူပန်နိုင်ရှင်တို့သူဖြစ်မယ်ဆိုလို့ရှိရင်အလ္လာဟ်ရှမေကသူ့ကိုပုံမူ၍ပြင်းထန်တဲ့ပြစ်ဒဏ်ပေးဖို့ရတဲ့အစ်တီဒရာဂျီလို့ခေါ်တော့တဆင့်ချင်းစီဖြည်းဖြည်းနဲ့အလ္လာဟ်ရှမေကအမိတ်ဒီပြစ်ဒဏ်အရေးယူပြစ်ဒဏ်ခတ်အရေးယူတော်မူဖို့အတွက်သူ့ကိုစိုင်းငံ့ထားခြင်းဖြစ်တယ်။ဒီလိုကြောင့်မွတ်စလင်မူမင်တို့တို့ဒီအလ္လာဟ်ရှမေရဲ့ညာတာတော်မူခြင်းကျင့်တာတော်မူခြင်းကို ခွင့်ကောင်းမယူရဘူးတော်မို့မိမိကိုမိမလက်ဖျားမိစေဖို့အရေးကြီးတယ်ကိုကိုမလက်ဖျားမိစေနဲ့အဲ့တော့ကိုပြုတ်နဲ့ပြုတ်တဲ့ဒီနောက်စုပြီလာကျွလွန်ပြစ်မှုကျွလွန်နဲ့ပြစ်မှု မတရားမှုတွေကိုကျွန်တော်ကအော်ဗရှမက်ထံတော်ဘာမှာကျွလွန်မိတယ်ဆိုလို့ရှိရင်အမောင်းဝန်ချတောင်းပန်မယ်မကျွလွန်မိဖို့ရတော့လေအမြဲတည်းဇီအော်ဗရှမက်ထံတော်ဘာမှာဆူတောင်းပြီးတော့ကိုကစူးစမ်း၍ရှောင်ကျဉ်ရမှာဖြစ်ပါတယ် ီတွေ့ကြောင်းဒီဟာရီတော်မှာတမန်တော်မြတ်ဆလလာဟူအလัยဟီဝဆလမ်ကကျွန်တော်ကိုဤကဲ့သို့မိန့်ကြားမှတ်တမ်းတော်မူခဲ့တယ်။အင်နလောဟာလယုမ်လီလီဇာလီမီအင်နလောဟာလယုမ်လီလီဇာလီမီဆင်စီအလ္လာဟ်ရှမေဒီမတရားကျူးလွန်တော်သူကိုဆိုင်းငံ့တော်မူထားတဲ့ပြစ်ဒဏ်ခတ်တော်မူခြင်းမရှိသေးပဲဆိုင်းငံ့တော်မူထားတဲ့ ဟတ်တာအီဇာအခါဇာဟူလမ်ယူဖလီတူရှင်မြတ်ကပြစ်ဒဏ်ခတ်အေးယူတော်မူပြီဆိုလို့ရှိရင်တဲ့သူကိုလွတ်မြောက်စေတော်မူမှာမဟုတ်ဘူးသူတို့လွတ်မြောက်လမ်းမရှိတော်ဘူးပေါ့နော်နောက်ဆိုဒီလဟီမင်ဇာလီကအဲ့တော့အယ်မူရှရီကူအလ္လာဟ်ရှမီအာမတရားဒီတဆုံးတရားဖြင့်တူပါနိုင်ရှင်ကိုးကွယ်တော်မူတာအကြီးစားအကြီးမားဆုံးပြစ်မှုအကြီးမားဆုံးမတရားမှုပဲ ုံးတော်လူလူချင်းနဲ့ပတ်သက်ပြီးတော့ခြားတော်သူကိုမတရားညှဉ်းပန်းနေဆက်တဲ့သူအကာဖီမူရှိရဖြစ်မယ်ဆိုလို့ရှိရင်သူကပို့ပြီးတော့ပြစ်မှုကျူးလွန်ဖို့အလို့ရှိမယ်ဆိုင်ငံ့တော်မူထားတဲ့နောင်တမလုံးနေမှာတုတ်မနောင်မလုံးမလေးမတိုင်းမိမှအလို့ရှိမယ်ကပို့မှုပြီးတော့ပင်းထန်တဲ့ပြစ်မှုဖြစ်သူ့ကိုအေးအေးယူတန်ခတ်တော်မူတာမူဖို့ရတဲ့ဆိုင်ငံ့တော်မူထားခြင်းဖြစ်တယ်မွတ်စလင်မုံမြင်ဖြစ်မယ်ဆိုလို့ရှိရင်သူ့ကို အချိန်ကြာရှိစွာဆိုင်ငံ့တော်မူထားပြီး အမားဝင်ချတောင်းပန်မှုအလ္လာဟ်ရှိမေကခွင့်ရပေးတော်မူတယ်ဆိုပြီးတော့တမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကကျွန်တော်ကိုမတရားညင်ပန်းနှိပ်စက်ခြင်းမပြုဘူးเนาะတခြားတော်သူကိုမတရားညင်ပန်းနှိပ်စက်ခြင်းမပြုဘူးဤကဲ့သို့ကျွန်တော်ကိုတာမင်တော်မူခဲ့တယ်ဤကဲ့သို့မင်ကြတော်မူပြီးတဲ့နောက်မှာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကအလ္လာဟ်ရှိမေရဲ့အမိန်တော်တစ်ပိုင်ကိုယူဆိုတယ်ယူဆူရာတူဟူဒ်ပေါ့တမန်တော်ဟူဒ်ကန္ဒအမိန်တော်တရားနဲ့နေမှာ وكذلك اخذ ربك اذا اخذ القرى وهي ظالمه မျိုးရွာတရွာမှာနေထိုင်တဲ့လူတွေကမတရားမှုပြုပြင်မတရားမှုပြုပြုကျင့်တဲ့အခါကျူးလွန်တဲ့အခါအသင်ကိုဖန်ဆင်းမွေးမြူတော်မူသောအလ္လာဟ်ရှမေကတို့ကဲလိုပဲ၎င်းတို့ကိုအရေးယူတော်မူတယ်အင်နာအခဇဟူအလီမူရှဒီဒ်စင်စစ်အလ္လာဟ်ရှမေဤတန်ခတ်အရေးတော်မူ တန်ခတ်အရေးယူတော်မူရှင်တွေအလုံးများမှာပဲပြင်းထန်လာတယ်ဆိုပြီးတော့ဒီအမိန့်တော်ကိုရွတ်ဖတ်ပြီးတော့တမန်နမဆလလာဟူအလัยဟီဝါဆလမ်ကအဇุลမူအဇุลမူမတရားညင်ပန်းနှိပ်စက်ခြင်းမတရားတစ်ဖြင့်ကျူးလွန်ခြင်းရဲ့ဒီပြစ်မှုရဲ့ကြီးမားပုံကိုတမန်နမကအလ္လာဟ်ရှ်မဲအမိန့်တော်ဖြင့်အတီးပြုမိန့်ကြားတော်မူပြီးမတရားတစ်ဖြင့်ကျူးလွန်ခြင်း ငင်းပန်းနှိမ့်ဆက်ခြင်းကိုရှောင်ကျင်ဖို့ကျွန်တော်တို့ကိုဤကဲ့သို့တတိပေးမိန်ကြားတော်မူခဲ့ပါတယ်။အဲ့တော့မတရားမှုကျူးလွန်ခြင်းဒီအလွန်များပါပဲ။ပြိမှုကြီးမားတဲ့ပြိမှုဖြစ်တဲ့အလူအထုတစ်ပြင်အကြီးမားဆုံးကတော့အော်လာဟူရှိမဲအာတစုံတရားဖြင့်တူပနိုင်ရှင်ကိုးကွယ်ခြင်းပဲဖြစ်ပါတယ်။ တော်တမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ဤနောက်ဟာဒီရတော်ဘုမာတမန်တော်မြတ်ကမိန့်တော်မူတယ်အဇ်ဇုမတ်တူအဇ်ဇုလ်မူဇ်လ်မတ်တူယောမ်အလ်ကီယာမမတရားညင်ပန်းနေဆက်ခြင်းဒီနောက်တော်မူလကီယာမနေမှာအမောင်ထုများဖြစ်တယ်အမောင်ထုဆိုတာမီးအမောင်ထုနောက်ငယ်မီးအမောင်ထုဖြစ်တယ်နောက်ဆိုပြီလားမိတုကမဘဒုကမမတရားတပြင်းမကျွလုံနဲ့နှုတ်ရှာဖြင့်ဖြစ်စေလက်ဖြင့်ဖြစ်စေဟုတ်လားကျွန်တော်တို့မတရားတပြင်းမကျွလုံမိဘူးအထူးဒီကျွန်တော်တို့က အတရီပြုရှောင်ခြင်းရမှာဖြစ်တယ်။ထုတပင်အရှိတကူပြီလာအလ္လာဟ်ရှမေအတူပါနိုင်ရှင်ခြင်းနာအူဇူဘီလာအလ္လာဟ်ရှမေကျွန်တော်အလုံးကိုထိမ့်သိမ်းတော်မူပါစေ။အလ္လာဟုမအာမင်ယာရ ब्बल အာလမင် والله سبحانه وتعالى اعلم وصلى اللهم على رسولنا محمد وعلى اله وصحبه اجمعين والحمد لله رب العالمين سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك السلام عليكم ورحمة الله وبركاته